မင်္ဂလာပါရှင်မဝေကျောင်းတော်ရန်ဒီကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမြူကိုလင်ကရဲ့မဟာဒေဝနဲ့ရွှေမြားရှင်ဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်မဟာဒေဝတယောက်မပြီးဆုံးနိုင်သေးတဲ့သူ့ရဲ့တိတ်ထန်ခရီးအတွက်ရသေးကြီးနောက်ဆက်လိုက်ရပြန်တယ်ရသေးကြီးရဲ့မောပန်းနာမတွေ့ရပုံမှန်ခရီးသွားနိုင်တယ်လို့ပုံမှန်လျှောက်နေတဲ့ထင်ရတဲ့ခြေနှမ်းတွေကိုလည်းမဟာဒေဝလိုက်မမိနိုင်တောတောင်ရှုံမြောင်တွေဖြတ်တန်းလာခဲ့ပြီးစွန်းစားချိန်လျှောက်တော့ ်ဘယ်နေရာရောက်လာမှမသိတဲ့လူတစုတော်တွင်စုံပွဲတွေနဲ့ဆင်သင့်ဆောင်ဆိုင်နေတယ်။ရတိယဒီသူတွေကတဲ့စုံကိုစားပြီးကြံ့တာကိုမဟာဒီဝစားရတယ်။မဟာဒီဝစုံကြံ့ဟင်းကြံ့တွေစားတော့နေတဲ့ချိန်ရောက်လာသူတွေကမဟာဒီဝကိုကြွကြည့်ကြွကြည့်နှုတ်ပြီးရတိယကိုတီလိုစကားတွေပြောနေတာတွေ့ရတယ်။ရတိယလည်းဒီသူတွေမေးတာကိုပြန်ဖြေပေးတဲ့စကားကိုခလန်းလန်းမှရှိတဲ့မဟာဒီဝမကြားရဘူး။ရတိယကိုတာမန်ရတိတပါးလို့မဟာဒီဝမထင်တော့ဘူး။စုံစားချိန်မျိုးမှာ တော်တွင်ဆုံးခဲ့မဲ့သူတွေအစင်တင်ရှိနေတယ်လို့ဝတ်တဝင်လူမျိုးလွယ်တကူသွာလာနိုင်တဲ့ရသေရန်အစင်တစ်ခုရှောင်းနေရဲ့ရသေတပားသာဖြစ်မယ်လို့စိတ်အတွင်းမှတ်ချက်ချမိတယ်။တဏီကုံသွာလာပြီးညနေဆောင်တော့ကောင်းကင်ကမဲမောင်ပြီးမိုးရေရွာချတယ်။ဝိရချင်းကမဟာဒီဝါနဲ့ရသေကြီးမှချောင်းကန်ပေးတစ်ခုရှောင်းနေပြီးဝါရဲတလုံးရှိတာကြောင့်တဲအတွင်းမိုးဝင်ခိုးတယ်။ချောင်းကအစပထမရေနှင်းငယ်ပဲရှိတဲ့ချောင်းဖြစ်ပေမဲ့မိုးရွာတဲ့အချိန်မှာချောင်းပေါ်ဘက်ကနေ တဝဝတဝဝတန်နေကြာရပြီးတောင်ကျယူရီတချိန်တိုးစီးဆင်းလာပြီးရေစီးပြင်းထန်တဲ့ချောင်းပြစ်သွားတယ်။ရသေးရဝါးတဲ့ပေါ်တက်ပြီးပြားဖြောင်းနိုင်တဲ့ဒဏ်ကိုခေါင်းရင်းမှာထွန်းပြီးတော့ဗတိစိတ်နေတဲ့ချိန်မဟာဒေဝတင်းရောက်မှာမိမွေပြီးမိဖို့ဝေးမှာစောင့်ကြောက်ထိုင်ပြီးလဝါမိခင်ရင်ရှိနေတယ်။တင်းရတိခုတ်ဝါခုတ်သူတွေအုံပြုတဲ့ဝါးတဲ့ငယ်တလုံးဖြစ်ပြီးလူတယောက်စာနေသားရုံမို့မဟာဒေဝအောက်မှာပဲထိုင်ရင်းရှိနေတယ်။ညနေစောင်းနေရအညူရကြီးရွာနေတဲ့မိုးကည၈နာရီလောက်မှအချိန်ရော့သွားတယ်။ တဲပေါ်ပရိစိတ်နေရသည်တဲအောင်စင်းလာပြီတကတဲပေါ်တက်ပြီးတော့တညအိပ်ပါမနဲ့ကြမ်းမတဖက်ကန်းကူးပြီးလိုရခီးဆက်တာပေါ့ဘာရသည်ပဲတဲပေါ်နားပါတပဲ့တော့အောက်မှနေလို့အဆင်ပြေပါတယ်ရသည်အတွင်မပူနဲ့မနဲ့မိုးလင်းပြန်လာခဲ့မေရသည်ကသူပြောလို့ရပြောပြီးတဲပြင်ထွက်ပြီးအမောင်တွင်းဝင်သွားတယ်နားလျရခတ်တဲ့ရသည်ဘယ်နေရာထွက်သွားတယ်မစုံနိုင်မာဒီဝရသည်အကြောင်းတည်တည်သလောက်တည်နေပြီးမှထူပြီးအံ့ဩမနေတော့ပဲတဲပေါ်တက်ပြီး ဖះရှိကိုပရိစိတ်ချင်းနေပြုလုပ်ပြီးတဲ့ချိန်လက်ကျန်ပြားပြောင်းနိုင်ကိုမိငိမ့်လိုက်ပြီးအဝိထုတ်ကိုခေါင်းအုံပြီးအိဆက်ဖို့ပြုလိုက်တယ်။မိုးတိတ်သွားပြီမို့ဦးပြီးရင်အော်တန်တွေကြားနေရသလိုချောင်းတွင်ရေစည်းတန်တဝဝလေးကြားနေရပြန်တယ်။တဏီကုံလမ်းလျှောက်လာရလို့မောပန်းနေတဲ့မဟာဒေဝအိယာဘောခေါင်းထီရနဲ့မိခင်နေအိပ်ပျော်သွားတော့တယ်။နှစ်ချိုက်စွာအိမ်မောကြနေတဲ့မဟာဒေဝတယောက်နာတွင်လှုပ်ရှားတန်ကြားရပြီးတဲတွင်တယောက်ယောက်ဝင်လာတော့မှတဲစုံမိုးပြန်းနဲ့ညှိပြီး ထွက်ပေါ်လာတဲ့တန်ကြားလို့သူ့အနီးရှောက်လာတဲ့တန်ကြားလာကြောင်းစိတ်တွင်ထိတ်ခနဲဖြစ်ပြီးမျက်လုံးဆက်ခနဲဖွင့်လိုက်တယ်။မဟာဒီဝမျက်လုံးဖွင့်လိုက်တဲ့အချိန်သူတွေ့တာသူ့စီမိုးကြည့်နေတယ်။ကြောက်စရာမျက်နှာတစ်ခုတွေ့ရကြောင်းတက်ရှူကိုခဏမေ့သွားတယ်။သူတွေ့တာပြူးကျဲတဲ့မျက်လုံးတင်ရီကြပြီးအဆွေငုံငုံထွက်နေတဲ့ကြောက်နှံ့စရာမကောင်းဆိုးဝါးတစ်ကောင်ရဲ့မျက်နှာပဲ။တင်ရီတွေကသူ့ရင်ဘတ်တောင်ကျလာတော့ရုပ်တရက်ဆန့်ကျင်ဘက်ကိုခန္ဓာကိုယ်လှည့်ပြီးထခုံပြီးရံနေတဲ့ပြိုင်နဲ့ ို့တိုက်ခတ်ဖို့ကြိုးပမ်းနေတဲ့မကောင်းဆိုးဝါးရှင်ဘက်ကိုစောင့်ကန်တော့မကောင်းဆိုးဝါးနောက်ပြန်လန်ကြပြီးမိဖို့ဘောဖင်တိုင်ကြတော့မိခဲတွေကြောင့်အပူလောင်ပြီးမချိမဆန့်အောတန်ထွက်ပေါ်လာသလိုညှို့နှံ့တွေတဲအတွင်ဖုံးလွှဲကုန်နေမင်းကငါတက်မေအောရှာအကွဲရဲ့လေးတန်နဲ့မဟာဒီဝကိုကျင်းဝါပြောဆိုပြီးရှေ့ကိုပြေးလာတော့တဲအောင်ခုံစင်းပြီးအစင်သင့်ဖြစ်နေတဲ့မဟာဒီဝရှောင်ပြေးမနေတော့ပဲပြန်ပြီးတော့တိုက်ခိုက်တယ်မင်းနဲ့ဝါဖိုင်နဲ့ကိုတဲ့ဘိုက်ပူပူနဲ့မကောင်းဆိုးဝါမဟာဒီဝကို ူရဲ့လက်နက်ဖက်နဲ့ဖမ်းမှုကြိုးစားတော့မဟာဒီဝဖမ်းမကန်ထိုးကြိတ်ကန်ကြောင်းရင်တဲပြင်ခုံထွက်တော့မကောင်းစိုးဝါးကောင်းလေနောက်ကလိုက်ပါလာပြီးဂမူးရှုလို့နဲ့လိုက်ဖမ်းနေအမောင်တွင်နေဖက်နဲ့မချာမြင်နေရတဲ့မဟာဒီဝကိုကံပညာလဲကောင်းစွာတက်တာမို့သူထိုးကန်ချက်တွေမကောင်းစိုးဝါးကိုထိပေမဲ့မကောင်းစိုးဝါးမိဖို့တွင်ပြုတ်ကျခြင်းရပြီးနာကျင်စွာအော်ပေမဲ့မဟာဒီဝထိုးတဲ့ချက်တွေကသူ့အတွက်ဘလို့မှခံစားရဟန်မတူပဲတောက်လျှောက်ဖမ်းမှုပဲစူးစမ်းနေတဲ့အတွက် အခက်ကြုံနေရတယ်။မင်းကအမှောင်နဲ့မြင်နိုင်တာဟုတ်။ဒီလောက်စွမ်းနေငါ့ကိုလာရှင်းလို့မရဘူး။ဒီတစ်ခေါက်တော့သေဖို့သာပြင်။မကောင်းစွာညအမှောင်တွင်မဟာဒီဝကောင်းစွာလှုပ်ရှားနိုင်တဲ့အတွက်အမှောင်တွင်မြင်နိုင်သူဖြစ်ကြောင်းသိသွားပုံရှာတယ်။တိုက်ခိုက်တာကိုရက်ပြီးမဟာဒီဝကိုလက်ညှိုးထိုးချိန်ဝါပြောဆိုပြီးမြေကြီးပေါ်ဖနောက်ပေါက်တော့မြေပြင်တုံသွားတယ်။ဟင်။မဟာဒီဝမျက်စိရှိတယ်။မကောင်းစွာအရက်ကရှိနာသလိုကိုခန္ဓာလေးပူကြီးနေတယ်။ဖနောက်တစ်ချက်ပေါက်လိုက်တိုင်း အရက်ပိုးရှိနေတယ်လို့ကိုခန္ဓာကြီးနာတော့နောက်ဆုံးမှတောင်20ခန့်အရှင်းလောက်ဖြစ်သွားပြီးကိုခန္ဓာလည်းယောက်ျားကြီး3ဘက်လောက်ဖြစ်သွားတယ်။အကျန်းသားပကံလောက်ရှိတဲ့မျက်လုံးနှလုံးစင်းကောင်နေရွက်လောက်ရှိတဲ့နေရွက်တစ်ဖက်ဖက်ခန့်နေတယ်။ပစက်မှလည်းအဆွဲနှောင်းငေါထွက်လာတာတွေ့ရတယ်။သူရင်ဆိုင်ကြုံနေရတဲ့ပြပလောကအသားမှာနေနေရရပုံကူမဟုတ်ပဲတကူအဆွမ်းရှိတဲ့မကောင်းဆိုးဝါးဖြစ်ကြောင်းတွေးပြီးရှင်ထိတ်သွားတယ်။မဟာဒီဝတယောက်မကောင်းဆိုးဝါးကိုငေးကြည့်နေတဲ့ချိန် မကောင်းစိုးဝါကောင်ကကြီးမားရဲ့သူ့ချောင်းနဲ့လွှဲကန်တာကြောင့်အလင်းမြန်ခုံဆုပ်လိုက်ရတယ်ဇက်တိုက်ဆိုသူတို့မဟာဒီဝါကိုလိုက်ကန်တော့မဟာဒီဝါရှောင်းလိုက်ပြီးတပင်ငယ်တပင်ကိုကန်ပြီးတော့ခြေကန်ကျက်မိတဲ့တပင်ထပ်ပိုင်းကျိုးသွားတယ်မကောင်းစိုးဝါကျိုးနေတဲ့တပင်ကိုကောက်ကန်ပြီးမဟာဒီဝါကိုအဲ့ဒီတပင်နဲ့လိုက်ရိုက်ပြန်တော့မဟာဒီဝါဇောချွေးပြန်သွားတယ်ခြေကန်ကျက်မိရင်လေတခါလေးသိနိုင်တယ်လို့တပင်နဲ့ရိုက်ခံရရင်လေသိရင်သိမသိရင်မှလှတဲ့အခြေအနေမျိုး မာဒီဝကူတချမ်းနှာကျင်သွားတယ်။မကောင်းစိုးကအစ်စ်ပင်ကိုအရင်ဘက်ကကန်ရိုက်တော့ခက်လက်တွေကပေါ်ပိုင်းမှာရှိနေပြီးဘေးကိုလွန့်အောင်ရှောင်ပြီးမြင့်တိတ်ခိုင်းနေရမလွတ်ဖဲထိသွားတော့ကူတချမ်းတိတ်ခိုင်းထိမိရာကနေပေါက်ပြဲပြီးသွေးတွေထွက်လာသလိုနူဝါလည်းဘေးပဲရှိုင်းသွားတယ်။မာဒီဝကသူ့ကိုယ်သူမယုံနိုင်ဖြစ်သွားတယ်။အကြောင်းကသူ့ရှိုင်းသွားတဲ့ချိန်မကောင်းစိုးဝါကြီးကပေါ်ကနေရှင်နေရကျဲပြန်းနေခြေဘဝနဲ့နင်းချတော့သူ့မခိုင်းမဲသူ့ရဲ့လက်နှစ်ဖက်ကမကောင်းစိုးဝါချင်းအကိုဖမ်းကင်ပြီး ရှေ့ကိုပြေးသွားတော့မကောင်းဆိုပါရဲ့မြေကြီးပေါ်နောက်ပြန်ဘုံကနေတောင်ပြိုတဲ့ဘက်မှာအတန်ကြီးထွက်ပြီးတော့လဲသွားတယ်။မာဒီဝလဲနေရဲ့မကောင်းဆိုပါပေါ်ပြေးတက်တဲ့အချိန်သာတင်းရပြီးကျန်တာတွေတိတဲ့ချက်မတိတဲ့ချက်အချိန်ကြီးရောက်သွားတယ်။မစိုးစလောက်စွန်းလေးနဲ့များငါ့ကိုလာရှင်ဝင့်နေပေါ့။တေဖို့တာပြင်ပြီးတော့အမျိုးယုံမကောင်းဆိုပါကတသိန်းထဝရကျင်းဝါပြောဆိုတန်တဲ့အတူညလုံးတွေနေရပြီးစုတ်ကိုင်းထားတဲ့လက်သီးနှစ်ဖက်မှာရောင်တွေထွက်နေတယ်။ငါ့ကိုစော့ကိုင်းဘလို့ဖြစ်မလဲဆိုတာ မင်းကိုပြပေးမယ်။အမလေးကြောက်ပါပြီ။ဘာခုမှကြောက်တာလဲ။မင်းခန္ဓာကိုယ်အားကိုနဲ့တခြားသူကိုဒုက္ခပေးလို့ရမယ်။ငါ့ကိုဒုက္ခလာပေးတသက်လုံးနောင်တရစေရမယ်။ကြောက်ပါပြီ။နောက်မလုံးဝင်းတော့ပါဘူး။တောင်းပန်ပါလေ။မကောင်းဆိုဝိုင်းဘလို့မှတုံ့ပြန်ခြင်းမရ။မာဒီဝမျက်နှာကိုလက်သီးနဲ့ဆင့်ထူတော့အချိန်ပြင်းလုံးလို့နောက်စီရမြေကြီးအောင်ဝင်တော့မယ်လားဖြစ်နေသလိုအဆွဲနှချောင်းလေးကျိုးသွားတယ်။လက်နဲ့ဖမ်းဆုပ်ဖို့ကြိုးစားတော့လက်နဲ့ဖက်ကိုဖြတ်ထိုးလိုက်တဲ့ချိန် အယိုးကျိုးသူတို့အတန်ဒီထွက်ပေါ်လာပြီးလက်နှစ်ဖက်မလှုပ်ရှားနိုင်တော့မကောင်းစိုးဝါးနာကျင်လွန်းလို့အိုဟစ်တောင်းပန်ပေမိမာဒီဝခွင့်မလို့ဒေါသရကြီးမျက်နှာကိုထိုးချိန်နေပြီးအားရတော့ရှင်ဘက်ဝမ်းပိုက်တွေပေါ်ကနေခုံပြီးထိုးကြတော့လက်သီးတစ်ချက်ထိတိုင်းမကောင်းစိုးဝါးထံနာကျင်စွာအော်သံတောင်းပန်တနာခံတန်တွေကြားနေရတယ်အားရအောင်ထိုးပြီးတော့မှမာဒီဝလက်ပိုက်ရက်ပြီးမချီမဆန့်အော်နေတဲ့မကောင်းစိုးဝါးကိုကြည့်နေတော့တယ်ဟေးဘသူလဲငါနေလာပြီငါတပည့်ကိုထိုးလာချိန်တာ ဘသူလဲသိကျင်လာကြည့်နေအဝေးကအတန်မပေးနဲ့အဝေးမောင်တူကနေအုံငေါက်တန်တခုထွက်ပေါ်လာပြီးမှမဟာဒေဝအကြောင်းလည်းမရှိပြန်ဖြေတော့ဒီနိုတရဝမျိုးကျုပ်သားကိုထိခိုက်စေမနဲ့လားရော့ကွာအမောင်တွင်းကနေကြားရင်တန်တွေစက်တိုက်ထွက်ပေါ်လာတော့မဟာဒေဝတယောက်ထိမတင်ပြုံးပြီးစိန်ခေါ်တော့ဆန်တတောင်ကအရှိရှိမဲကြားရီးတကောင်တချိန်တုန်းနဲ့အမောင်တွင်းကနေမဟာဒေဝထံပြေးလာတယ်ကြားကမဟာဒေဝကိုခေါ်ဟုတ်တော့ မာဒီဝလျက်စည်းနဲ့တလူရွှေရှားပြောက်ွယ်သွားပြီးလေဝတာခုံအုပ်မိပြီးမြေပေါ်ပြုတ်ကျလာတော့ကြာနာနောက်ထပ်လျက်စည်းနဲ့တလူရောက်သွားပြီးကြာမြေပေါ်ကျတာနဲ့ကန်လိုက်တော့ကြာကတူနာရအမောက်တွင်လွင့်ထွက်သွားတော့တယ်ကျုပ်ကိုချင်းချောင်းနေတာတရိษံဖြစ်နေတာဟုတ်မင်းဘလောက်စွန့်လဲတိကြရောပေါ့စင်ောတန်တွေအမောင်တွင်းရနေကြားလဲရခြင်းနဲ့တောအကူဖြက်ပြီးပြေးနာရမှာတိကိုင်းကျိုးပြတ်တန်းစင်ချေတန်တွေကြားလဲရတော့မာဒီဝလက်ပိုက်ကြည့်ရင်ငြိမ့်နေတယ်တောစီရိုက်တော့ မဟာဒေဝထံတိုးလာတယ်။ဆွေစုံစင်ပြောင်ကြီးကမဟာဒေဝထံဒေါသရကြီးပြေးဝင်တော့စင်ရိုက်ဥကသူ့နီးရောက်တဲ့ချိန်မဟာဒေဝတရားမြေကြီးပေါ်ခြေတဲ့ချက်စောင့်ပြီးခုံတော့အမြင်ကြီးလျှောက်ပြီးပြန်ကျလာတဲ့ချိန်စင်ရိုက်တကောင်ရဲ့ကြောပေါ်မှာရက်လျက်သာရှိနေတယ်။မဟာဒေဝကြောပေါ်ခုံတက်ထားတဲ့စင်ကသူ့တကူလုံးလှုပ်ရမ်းပြီးရုတ်ကြဖို့လှုပ်နေတယ်လို့တခြားစင်တွေကလည်းနှမောင်းတွေနဲ့မဟာဒေဝကိုလှမ်းဆွဲနေတယ်။မဟာဒေဝတရားသူ့အသေးသက်ဖို့လာတဲ့စင်တွေကိုကြောက်လန့်မရှိစင်တကောင်ကနောက်တကောင်ကြောပေါ် ုံပြေခုံပြန်ကြော်လွှမ်းရင်းရှိနေတယ်။စင်တကောင်ကနေနောက်စင်တကောင်ကြောပေါ်ဂျုံပြေခုံပြန်ကြော်လွှမ်းပြုလုပ်ရင်းရှိနေတယ်။အချိန်ကြာတယ်ကဲကွာ။မဟာဒေဝတယောက်စင်တွေကိုစွန့်လို့ွားတော့စင်တကောင်ရဲ့ခေါင်းထိတ်နေရာတဲ့တွေကိုလက်သီးနဲ့ထိုးချတော့စင်ဤနာကျင်စွာအော်ပြီးကိုခန္ဓာတစ်ဆက်ဆက်တုံပြီးလဲပြူတော့မလို့ဖြစ်နေတဲ့ချိန်မဟာဒေဝစင်နေပေါ်တကောင်မိတကောင်ရွှေ့ပြောင်းပြီးလက်သီးနဲ့ထိုးလိုက်ပြီးတော့အောက်ကိုခွားကနေခုံစင်းပြီးဘေးကနေလက်ပတ်ရက်ကြည့်နေတယ်။ ။ဇင်လေးကောင်တစ်ခုလုံးတစ်ဆက်ဆက်တုံပြီးတကောင်မီးတကောင်မြေပေါ်လဲသွားတယ်။မဟာဒေဝတယောက်ဒီမြင်ကွင်းကိုကြည့်ပြီးသဘောကျရေးကြပြီးရင်မောနေတယ်။မဟာဒေဝရက်နေတဲ့ချိန်လူတစ်ဖွဲ့တောအတွင်းကထွက်လာပြီးမဟာဒေဝရှိရာဥတီလျှောက်လာပြီးမဟာဒေဝနဲ့ခက်လန်းလန်းမှရက်လိုက်ကြတယ်။အဝိစာတောက်တောက်ပြောင်ပြောင်ဝစ်ထားပြီးဥပရိယုတ်တန့်ပြန့်တဲ့သူတွေဖြစ်တယ်။မဟာဒေဝကိုအန်အိုဟန်နဲ့စူးစိုက်ကြည့်နေတော့မဟာဒေဝအထင်မတင်ပြုံးပြီးလက်ပိုင်ရင်ရှိနေတယ်။ရွှေရောင်မြားဖို့ကြုံးမှလွဲပြီး ရွှေသားတက်လေးကန်းကိုလက်ထဲမှာခိုင်ထားတဲ့လူတယောက်ရှေ့ကိုတယောက်ထဲတက်လာပြီးအဖွဲနဲ့ခွဲထွက်လိုက်တယ်။ရှေ့နေရတဲ့အရက်ဖြူပွေးတဲ့အသားစပင်းရှိထိတ်မှထုံထားတဲ့နှကမ်းမွေးဆဆဥရိယုတ်ကောင်းတဲ့လူကသူတို့အတော်ဆိုးပါလားစိတ်ထင်အရှောက်လုံနေတယ်။နောက်ပြီးသူတို့ကြည့်ရတာအစွမ်းစားရှိပုံရှာတယ်။ကျုပ်တပည့်တွေအားလုံးသူတို့ကြောင့်ထိခိုက်ကုန်ပြီ။ငါကဘသူ့အုံမှာစပြီးရမ်းမလို့ဘူး။အခုမင်းတပည့်တွေကဟိုပိတ်တာကောင်ပြောလာလား။ငါ့ကိုတက်စားဖို့လာတာလေ။ ငါငိန်နေပေးရမှာလားဒီကောင်ကစိုးတယ်ကျုပ်တို့စီကပြေးသွားပြီထင်ရလုံနေမှာစိုးလို့ဖမ်းမှုလိုက်လာတာခုတော့ကြည်ရောသူတို့လက်ချန်နဲ့မချိမဆန့်ဖြစ်နေပြီကျုပ်စင်နေရောသူတို့ခုအိဆာဘလို့တောင်းဝင်ယူမှလဲဘာရရဆဆမင်းတို့ကလည်းမှားသေးငါ့ကိုလည်းတောင်းမဲ့ခိုင်းသေးတကယ်ဆိုမင်းတို့ကပဲငါ့ကိုပြန်တောင်းမဲ့ရမှာမာဒီဝသူရှင်းရလို့ပြောစကားကြောင့်ဒေါသတွေတားမရနိုင်ဖြစ်ပြီးတောက်ခေါက်ရင်နဲ့သူရှင်းရလို့စမတက်ဝမတက်စိုက်ကြည့်နေတယ် မာဒီဝရှင်းရလူကမျက်နှာတင်းမာသွားတယ်။လဲကြနေရမကောင်းစူဝါကောင်ကြီးကတရင်တရင်ထရက်ပြီးသူတို့နီးရထွက်သွားသလိုစင်တွေကလည်းထရက်ပြီးနောက်ဆုတ်သွားတယ်။နောက်ဆုံးတစ်ခေါက်ထပ်မိမယ်။တောင်းမရင်အပြစ်ခွင့်လို့ပြိမယ်။မတောင်းမရင်တေးရလိမ့်မယ်သူတော့။မင်းကိုလည်းငါပြောလိုက်မယ်။ငါ့ကိုခုလုံစော်ကန်းမော်ကပြောတယ်ဟန်။မင်းပါဝင်မင်းလူတွေကိုအသေးတက်မယ်လို့တန်ထိတ်ထန်ချထားလိုက်ပြီ။မာဒီဝဒေါသစကားတန်ဆုံးသူရှိရလူကညာဘူးတွင်ရတချောင်းနေသောရွှေရောင်မြားတဲ့တချောင်း မဟာဒေဝထံပြစ်ခတ်တော့ရွှေရောင်မြားတံမဟာဒေဝထံတိုးဝင်လာတယ်။မဟာဒေဝရွှေရောင်မြားတံကိုရှောင်တိန်နိုင်ပေမဲ့အရှိန်လုံးသွားတဲ့မြားတံအသက်ရှိနေရလား၊ကိုယ်ပဲပြီးသူ့ထံပြန်လှည့်လာတော့မဟာဒေဝထပ်မံရှောင်ပေမဲ့မြားတံအသက်ရှိသတ္တဝါတစ်ကောင်ပေါ်မှာသူ့နောက်လိုက်ပါလာတော့မဟာဒေဝအသေးတန်ရှောင်နေတဲ့ချိန်သူ့ရှင်ရလူထံရီမောတန်ကြားရလို့မဟာဒေဝဒေါသတွေထိမ့်မရတော့အစပုံမှန်ပြန်ဖြစ်နေတဲ့မျက်လုံးတွေနေရဲလာပြီးမမက်ရက်လိုက်ပြီးတော့ ူထံဥတီနာရဲ့မြားတံကိုမရှောင်တော့ဘဲသူအနီးရောက်လာတဲ့အခါစက်ကနေဖမ်းလိုက်တော့မြားတံမဟာဒေဝလက်တွင်တက်ရှိပမာရုံးကန်နေတယ်။ကဲကွာဟင်မင်းပညာဒါကုန်မဲလားလိုရာစုတောင်းပြီးတော့ဝရစိန်နဲ့ဟိလျှက်စည်းတွေလက်သွားခြင်းနဲ့အတူမဟာဒေဝဝရစိန်ဖြင့်ကျင်းဝါပြီးသူမြားတံကိုချိုးလိုက်လို့အံ့ဩပြီးငေးကြည့်နေတဲ့လူရဲထံပြေးပြီးရှင်ဘက်ကိုလက်သီးနဲ့ထိုးလိုက်တော့တယ်မဟာဒေဝလက်သီးချက်ကြောင့် မြပြည့်သမားနောက်ကိုစေတော်ခန့်လွင့်ပြီးမြေကြီးပေါ်လဲကြတယ်။မြပြည့်သမားကိုတခြားသူတွေဝိုင်းပြီးထူကြတယ်။လျှက်စီးတွေခေါင်းပေါ်လက်ပြီးမျက်လုံးနီနီနဲ့မဟာဒီဝအသွင်ရမြင်ရသူအပေါင်းစိတ်နှလုံးတုန်လှုပ်ခြောက်ခြားကြင်စရာမဟာဒီဝမြပြည့်သမားထံရှောက်သွားတော့မချိမဆန့်ဝေဒနာခံစားရပြီးကိုရင်တော်မတ်တက်မရက်နိုင်တော့တဲ့ရွှေများပိုင်ရှင်ကမဟာဒီဝကိုကြောက်ငေးကြည့်နေတယ်။သူ့မျက်ဝန်းမှာအံ့ဩစိတ်ကြောက်စိတ်တွေအထင်းသာရှိနေတယ်။ရွှေများပိုင်ရှင်ရဲ့လူတွေက မဟာဒေဝကိုတိုက်ခိုက်ဖို့ပြင်တော့ရွှေများပိုင်ရှင်ကတားပြီးအာတင်းမျိုးရှိကိုရှောက်လိုက်တယ်။သူတော့အစိုးရရှုံလိုက်တဲ့နမယဘသူနမယများလေ။မင်းစတိုက်ခိုက်တာဘသူများထင်းနေတယ်။ပြောစမ်းငါ့ကိုအပြစ်ပေးဦးမလား။ပြောအပြစ်ပေးရဆိုရင်စကားငါအမုန်းဆုံးပဲ။ကျုပ်ကျုပ်မသိလို့ရိုင်းပြစော်ကားမိတာတောင်းမှပါလေ။နမင်းနဲ့ဆိုင်ကျုပ်တို့ကမပြောပါတော့တဲ့အစ်စ်နေပါ။ခွင့်လို့ပါနမင်း။ငါလည်းအမှားအတွက်ခွင့်လို့မှုတောင်းခံခဲ့တာပဲ။ ဒါကိုနှစ်ပေါင်းများစွာအကျဉ်းချထားခဲ့ကြတယ်။ခုမေးကြမှာဘာလို့ငါအခွင့်အလို့မှုပေးရမှာလဲ။ဒီဘဝလူမြောက်လှုပ်ပေးရလိမ့်မယ်။ကိုတော်လေးကျွန်တော်မျိုးတို့ဒီသူတော်ကိုဘာလို့တောင်းပန်နေရတာလဲ။သူ့နော်လူသားတယောက်ကိုတောင်းပန်နေစရာမလို့။ဟုတ်တယ်။သူတော်ကိုကျွန်တော်မျိုးတို့အားလုံးဝိုင်းပြီးထိန်းချုပ်လို့ရနိုင်ပါတယ်။တိတ်ကြဆန်း။ချီနီကိုခုထိသဘောမပေါက်သေးဘူးလား။ဒါဘသူမှတ်လဲ။အားလုံးတောင်းပန်ကြ။ရွှေမြရှင်ရဲ့လူတွေမဟာဒီဝါကိုသူတော်တယောက်လို့သာမြင်ပြီး နတ်ဆိုးဝရစိန်ပူးကန်နေမှမသိတဲ့အတွက်ရွှေများရှင်ကတန်မာမာဟန်တားလိုက်ခြင်းပဲရွှေများရှင်နဲ့သူ့ရဲ့လူတွေရက်နေတဲ့နေရာကိုမူကျိုးတစ်ချက်ပြစ်လိုက်တော့အားလုံးနာကျင်စွာအော်လိုက်ကြတယ်မမာနာထောင်သွားတဲ့နှက်ငယ်တစ်ပါးဖြစ်တဲ့ရွှေများရှင်ကဘုသူဝမျိုးဖျက်ဆီးဖို့ကြံစီခဲ့တဲ့တကိုးကြီးနတ်ဆိုးဝရစိန်ရှိမှပြုသမျှနှုတ်ရပြီးမူကျိုးပြစ်ချက်ကြောင့်မသိပေမဲ့ညီကြီးပေါ်မှာလူနေရင်ရှိနေတာကိုကြည့်ပြီးမဟာဒေဝတဟာဟာရှိမောနေတယ် အားလုံးတက်ပြတ်ဖို့ရှိဖို့တိုးတော့ကြီးစီတန်တစ်ချက်ထွက်ပေါ်လာတဲ့အတွက်မဟာဒီဝခြေနှံတုန်ကနေရက်လိုက်တယ်။မဟာဒီဝဝရစိန်ကိုလှုပ်ချင်ရလှုပ်ခွင့်မပေးနဲ့စိတ်ကိုရအောင်ထိန်။ရသိအခုရက်လိုက်ခမကြီးစီစက်မတီးနဲ့ဒီနူရဲ့ခန္ဓာကိုငါဖျက်ဆီးနိုင်မှာလှုပ်လိုက်လေဝရစိန်။ဒါဆိုရင်မင်းရဲ့ဝိညာဉ်ကလည်းအမိခုမရှိဖြစ်သွားမှာပေါ့။ငါမလှုပ်ရဲဘူးထင်နေရလားရသိ။အခုရက်ကြီးစီတန်ထွက်ပေါ်လာလို့မဟာဒီဝခန္ဓာကိုမှဝင်ပူးနေရဝရစိန်။ မခံမရက်နိုင်နာကျင်စွာအိုဟိချင်းချောက်နေတယ်။ရသည်ရဝရစိန်ချင်းချောက်မှုကိုစိုးရင်ပူပန်ခြင်းမရှိပဲပြောလာပြီးကျေးစီကိုအဆက်မပြတ်တီးရင်မဟာဒေဝကိုသတိပေးစကားပြောတယ်။မဟာဒေဝနိုးတော့မင်းအိတ်နေမယ်ဆိုရင် တသက်လုံးအိတ်ပျော်သွားလိမ့်မယ်။ပြန်နိုးတော့ဟေ့ကောင်ဒီအသေးစကားနားမထောင်နဲ့မင်းနဲ့ငါဒီခန္ဓာတစ်ခုနဲ့အားလုံးကိုအနိုင်ယူကြမယ်။လောကကြီးမှာအားနေသူအတွက်နေရာမရှိဘူး။ဝရစိန်ကလည်းနားနှစ်ဖက်ကိုလက်ဝါးနဲ့အုပ်ရင်း သူကိုယ်တွင်မဟာဒေဝကိုစီးယုံနေခြင်းပဲဝရစေဟုသာမင်းခန္ဓာကိုပေးလိုက်လောကီသွေးချောင်းစည်းကုန်လိမ့်မယ်တတိယတော့မင်းကိုလောကီမှာအကောင်းဆုံးဆိုတဲ့အရာတွေငါပေးနိုင်တယ်မဟာဒေဝရာဟုစည်းစိမ်နဲ့အမြင့်ဆုံးရအောင်ယူပြီးလောကီကမ္မကုံနဲ့အတူခန့်စားမယ်ယတိပြောစကားနားမယောင်နဲ့ယတိင်းနဲ့ဝရစေပြန်လည်မဟာဒေဝကိုပြောနေခြင်းပဲရွှေများပိုင်ရှင်နဲ့သူ့လူတွေယတိင်းနဲ့မဟာဒေဝနှစ်ယောက်တည်းတွေ့နေရပြီးမရှိသူတယောက်ကို နှစ်ယောက်ပြန်လည်ပြောနေကြတာနားမလည်စွာကြည်နေတယ်။မာဒေဝလေယာဉ်နဲ့အတွင်းလွင့်နေသလိုလွင့်မျောနေတယ်။သူ့စိတ်အတွင်းဗလာချင်းပြီးဘယ်ယာမှမတွေးနိုင်မဲရှိနေတဲ့ချိန်ကြီးစီတန်သူနာအတွင်းကြားလိုက်ရတယ်။သူနာအတွင်းရတိကြီးနဲ့ဝရစိန်ပြောတဲ့စကားတွေတဖြည်းဖြည်းပြင်းပြင်းစွာကြားလာတယ်။စိတ်နဲ့ကိုကပ်ဖို့ကြိုးစားကြည့်တော့သူ့စိတ်အတွင်းဝရစိန်နှောက်ရှက်မှုကြောင့်စိတ်နဲ့ကိုမကန့်နိုင်ဖြစ်နေတယ်။အချိန်ချင်းကြိုးစားအားထုတ်ပြီးမှမာဒေဝသူ့စိတ်နဲ့သူ့ကိုပြန်ဖြစ်သွားတယ်။ လူဟာခီးရှိနှင်ထားရသူလို့မောပန်းပြီးလေပူကြီးမှုတ်ထုတ်လိုက်ရင်ပဝင်းကျင်ကိုခုမှသတိထားကြည့်မိတော့သူရှိမလန်းမကန်းမှရှက်နေတဲ့သူတွေကိုတွေ့ရသလိုအနားမှာရသေးကြီးကိုလည်းတွေ့ရတယ်။ရသေးကြီးတင်းရသူတို့ကအမှန်တကယ်နှစ်ဆူဝရစိန်သားဖျားဝရစိန်ဝိညာဉ်ပူးကန့်နေတဲ့ခန္ဓာကိုယ်ပိုင်ရှင်ပေါ့သူတို့စီနှစ်ဆူဝရစိန်ဝိညာဉ်ပူးကန့်နေရလားဘယ်လိုလုပ်ကြမလဲဖျားတကားရွှေမြားရှင်စိတ်ပူရမယ်ကိစ္စမဟုတ်လို့စိတ်မပူပါနဲ့ တကားစုမိုက်တာတွေကသတင်းတော်ကြီးနေတယ်။တောဆောင်တောင်ဆောင်နဲ့အစင်းနဲ့စိတ်ရှိတိုင်းတောင်းချမ်းနေတယ်ကြားတယ်။အခုဝရစိန်နဲ့စုံတော့ဘလို့လဲတော်နေသားထိုင်သာရှိသွားမှာပေါ့။တပည့်တော်ရဲ့ရှင်များရှင်ပွဲလေအလကားဖြစ်သွားပါပြီ။ရသေးဤသာရောက်မလာရင်အသက်ခံရမှာပါ။ကျေးဇူးကြီးမားလှပါတယ်ဖေ။ရှင်များရှင်တောင်းတဲ့ကတားဆိုးတဲ့သတင်းကြားတာစုံမဖို့ရဲ့ဒီဟာမဟာဒီဝစိတ်ကိုထိန်းချုပ်တတ်ဖို့ရဲ့စိတ်ကူးနဲ့တကာတို့နဲ့တရားတကာမဟာဒီဝကိုစုံပေးလိုက်တာ။ ခုနောက်ထိခိုက်သွားပါစေတော့ရဲလို့မရည်ရွယ်ပါဘူးနောက်တော့မစိုးသွမ်းပါနဲ့တော့တင်မဖေဟာတပည့်တော်စိုးသွမ်းတာဝရစိန်စိုးသွမ်းတာခြေပြားတော်မမီမှန်းသဘောပေါက်လိုက်ပါပြီနောက်မစိုးသွမ်းမှုရသိင်ကိုခရီးပြုတ်ပါတယ်တပည့်တော်တို့ပြန်ခွင့်ပြုတ်ပါအောင်ဖေဟာရွှေမြားရှင်နဲ့သူ့ရဲ့လူတွေရသိင်ကိုရှစ်ခိုးဥချပြီးရွှေမြားကျိုးကိုကန်ပြီးတော့ထွက်သွားကြတော့တယ်ဘာရသိဟိုလူတွေကဘသူတွေများလဲအစင်တစ်ခုရှိတဲ့နဲ့လို့ပြောရမှာပေါ့ဒီတော့တနေ့ရမှာ ရှူများရှင်နှစ်တောင်ဆိုတာ ရှိတယ်။ရှေးကုသူကံလေးရှိတော့တကူစွမ်းအားလေးမြင့်နေမာနထောင်လွှားပြီးစိတ်ထင်ရလုတ်တက်တာခုတော့ဝရစိန်နဲ့တွေ့တာရွှေများကျူးမာနဟုကျိုးရပြီမဟာဒေဝအမိကိုပြည့်ရင်ရသေးရကန်းဆက်ပဲရှောက်သွားတော့သူတို့နားကိုတဲ့တဲကိုပြန်ရောက်လာကြတယ်မဟာဒေဝတကူလုံးညပတ်ဆုပ်ပြန့်နေရကြောင်းဒီချိုးခိုင်းလို့မဟာဒေဝချောင်းထဲစင်ရီချိုးလိုက်ရတယ်ညပိုင်းမူမိရလို့တောင်ကြချောင်းရီရောက်ပါပြီး တစ်ဖက်ကန်ကူးနိုင်တော့မယ်။ရေချိုးအဝင်လဲပြီးတဲ့ချိန်ရသေးရမကြီးစေရွယ်စေနေတလုံးပေးလာလို့ဘာမှမေးမြန်းမနေတော့ပဲတောင်းလိုက်တော့ဆေးဝမ်းပိုက်တွင်ရှောက်တာနဲ့အစပထမအေးစိတ်နေရာကနေတဖြည်းဖြည်းပူနွေးလာပြီးအာရင်တွေပြည့်လာတယ်လို့ခံစားလိုက်ရတယ်။ရသေးရမျက်နှာတေဖျားမရှိခိုးမီစင်းမြစ်တစ်ခုထုတ်ပေးပြန်တော့ကြောက်တုံးတုံးမှသွေးပြီးသူ့တကူလုံးတန်းရီအစင်ပြေတယ်လို့လိမ့်လိုက်တယ်။မိုးလင်းတော့တောင်းထမ်းလာတဲ့လူကြီးတယောက်ချောင်းကိုပြက်ကူပြီး တဲအတွင်းဝင်ပြီးရတိကြီးကိုစွန့်ခဲ့တယ်။ရတိကြီးစွန့်စားပြီးတော့စွန့်ကြောင်မဟာဒေဝစားတော့တယ်။ဒီတကနမယမဟာဒေဝရဲ့တကကြီးတို့ရွာသိမ်းကြိုင်းမှာဒိတ်ထံဝင်ဖို့ထားခဲ့မိ။သူ့နိုရဲ့တာရီကိုညီပေးလိုက်ပါတကကြီး။မှန်ပါဗျာ။တပည့်တော်စာရေးတောင်းရရစားလို့အားလုံးအစဉ်ပြန်ကိုညီပေးလိုက်ပါမယ်။ဘာရတိကိုတခုရှောက်ချင်တာရွာမှာစိုင်းဖာအတော်ကြီးစိုးသွမ်းနေပါရဲ့ဗျာ။ရွာသားကြီးမကြမ်းမရင်ဒီစေးတွေတိုက်ပေးတကကြီး။ တခြားเจ้าတွေသူ့အတူဖြစ်သွားပါလိမ့်မယ်။ရသင်ရဆွန့်လာခဲ့တဲ့လူကြီးထံမဟာဒေဝကိုအံ့နေတယ်။လူကြီးကကြားเจ้าရတကူပြောတော့ရသင်ရဒီနူမေကုံးမဖြေပဲစေတုတထုပ်ပြီးတော့လူကြီးရဂျိုသေးစွာလှမ်းယူတယ်။ဒီကသူတော်နမရဘလို့ခေါ်ပါလဲ။ကျွန်တော်နမမဟာဒေဝသူတော်မဟုတ်ပါဘူး။လူပါပဲဦးလေး။အော်သူတော်လူဝစ်စားထားလို့သူတော်ထင်မိတာဦးလေးနမေကခွန်ဖပါလူကြီးနဲ့မဟာဒေဝပြန်လည်မိတ်ဆက်စကားပြောနေတဲ့ချိန် ရတီရတောက်ချဆောင်ပြီးလွယ်နေကြအိတ်လွယ်ပြီးခရီးဆက်ဖို့ပြင်ဆင်နေတယ်။တကမဟာဒီတကကြီးညက်လိုက်သွားပါလိုအပ်တာသူအားလုံးစီစဉ်ပေးပါလိမ့်မယ်။ဘာရတီရမလိုက်တော့ဘူးလားဖေ။တကအတိတ်ထန်ရက်ပြင်းလာခေါ်ပါမယ်။အထူးသတိပေးချင်တာတကကြီးစိတ်ကိုဝရစင်ကိုလုံးဆုံးထိန်းချုပ်ခွင့်မပေးဖို့ပဲ။ရတီရမဟာဒီဝါနဲ့ဥက္ကုံဖာကရောလိုက်ကြတယ်။ရတီကြီးထွက်သွားတာမဟာဒီဝါငေးကြည့်နေမိတယ်။အခုဒိဋ္ဌံပြုရမယ့်နေရာက ဥခုံပါလိုရွာတင်းချိုင်းမှာဖြစ်တယ်။သူ့အတွက်ဘလို့ခက်ခဲ ပေးဒုက္ခတွေနောက်ထပ်ရောက်လာအောင်မလဲမစို့နိုင်။သူ့ကိုယ်ရင်းမှာတည်ရှိနေတဲ့နဆိုးဝရစိန်နဲ့ချိန်မရွေးပေါ်လာနိုင်တယ်။မဟာဒေဝသူ့ကိုလာခေါ်တဲ့လူကြီးနောက်လိုက်ပါသွားတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။